နေပေါင်းရချင်နေတဲ့ခူးကြီးတစ်လုံး၌အင်ပတန်မှစွာကြီးတဲ့အရာတကူပုံခုနေခဲ့ပါ၏အဲ့လိုအရာကသာအတမသူတို့ရဲ့လက်ထက်ကိုရောက်သွားမယ်ဆိုရင်တော့အရာအလိုပြည့်သူကိတ်ဆိုင်မဲ့နေမိဖြစ်ပါ၏ဒါကြောင့်အဲ့ဒီစွာကိုဝမ်းမြတဲ့ရန်နံပါတ်ကဘလို့ကောက်ွယ်ဆောက်ရှောက်သွားမလဲဆိုတာကိုသိမိရမှာဖြစ်ပါ၏အားလုံးပဲမိကလာပါ channel လေးကို subscribe မလို့ရတဲ့လေလုပ်ပြီးခဲ့ကြဖို့တောက်ဆိုလိုက်ပါ रे ဗျာပြီးတော့

ငါနဲ့ဟိုကောင်ကိစ္စထားလိမ့်မယ်မေတို့အိမ်မဆိုသွားဤချတော့သွားသွားဟိကောင်ရီထားကြထားကြဘာဖြစ်တာတော့ကွာခိုးမကြည့်စားပါဦးကွာအဲ့နာမှာမကောက်ဆိုးဝါးတကောက်ကောက်တော့ရှိနေပြီတင်နေဒါဒါကမီးလို့တစိပဲဟုတ်တယ်အလုပ်တတိသားကြလူစုမကွဲစီနေတော့ တောက်တဲ့ကိုရောက်တော့ထိုနီယာနဲ့နီမုတ်ဆိုးလို့စီကိုဆရာတော်တစ်ပါးရောက်လာခဲ့ကြပါပြီ။တပါးကတော့တက်ကြီးဝါကြီးတဲ့ပုံစံဖြစ်ပြီးကြဲတဲ့နောက်တပါးကတော့ငယ်တို့ရွယ်တို့ဖြစ်ပါတယ်။သူတို့ဦးစင်းတပါးကိုမုတ်ဆိုးတွေကလည်းတွေ့တာနဲ့တန်းပြီးတော့ကဗရာပြုတ်ကြပါတယ်။ဆရာတော်ဗျာဆရာတော်တို့နှစ်ပါးကဘဲကိုဒုထီကြွမှာလဲဗျာ။ဦးစင်းတို့ကမိမိကိုယ်ကိုဆင်ကျင်တိုးတက်ပြီးတော့လောကစီစီပွေကိုဆွလော့ဖို့ဒုထီဆောင်နေရပါတကား။ ကိလေသာတွေကိုပယ်ခွာပြီးတော့ဒီတော်ထဲမှာတရားဘဝနာပွားများဖို့ရောက်လာတာပေါ့ကွယ်။တကားတို့မျက်နှာပြီးသိမကောင်းပါလား။ဘာများဖြစ်လို့လဲ။ညာကတပတ်တော်လိုဖွဲမိလို့တစေအောင်နဲ့တွေ့ခဲ့လို့ပါဗျာ။တန်ကောင်းလို့အသက်မသေးဘူးတမဲပါပဲ။နောက်တဲ့မုတ်ဆိုးအိုကြီးကြောင့်လေထွက်လာခဲ့ပြီးတော့အခုလိုပြောခဲ့ပါလေ။မေဟူတတ်မသိပဲပြန်လာနေတာ။ပြန်ရောက်တယ်မြတ်ပါ။ဒီတော့ကဘလို့အပိုးဘလို့အထာရှိတယ်ဆိုတာအားလုံးတဲ့ပုံသေးတယ်။ အရေးကဒီလိုຢာရီဖြစ်လိဖြစ်တာရှိပေမဲ့အခုနောက်ပိုင်းပုံပုံပြီးတော့ဆိုးလာတယ်။အဲ့ဒီနေရာတွိုက်မှလေထူဆန်းတာတွေခဏခဏတွေ့ရပြီးတရေဝွင့်ကြီးတွေထကြွတောင်းချနေကြတယ်။တော်ယိုပညာတရီကလေအစီရင်ကွာဟလွန်နေတော့ဘာမှသွားလို့လို့မရဘူးအိဘလောက်တောင်းလဲဆိုရင်နေရင်ကြောက်တော်ကြီးလေသူ့ကိုကြောက်ရလို့မဟုတ်ဆိုးတွေလည်းအသက်ရှူရာကျက်နေပြီ။ဥစဉ်လေဒီတော်เจ้าကိုရှိလို့ကြီးတွေပြောဖို့တာတော့ကြားတာပဲ။ဒီဝွင့်ကြီးတွေပါเจ้าကို ဒီလိုထားကြတော့ကြနေကြလဲဆိုတာကိုတေချာစဉ်းစားတိုးတက်မှပဲရလိမ့်မယ်ဆရာတော်တို့မကူညီနိုင်ဘူးလားဗျာပြည်နိုင်တပည့်တော်တို့ကိုကူညီပေးပါဦးဒီတော့ဦးကြီးတခုလိုကအဲ့ဒီဝိညာဉ်တွေလာမိုးထားတဲ့နေရာလိုဖြစ်နေပါပြီသူတို့နဲ့ပြည့်တဲ့သူကတော့တေချာပေါ့အန်ဒီရဲ့ပြုခိုင်ရမှာပါဒီလိုတောက်ဆိုမှာတော့လေဦးစင်းလေတက်နေတဲ့လောက်ကုညီပေးရမှာပေါ့တက္ကသိုလ်အားလို့စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့ မင်းမမျော်တတိနဲ့နေကြအတိနဲ့တတိကဲ့နေရေဘယ်ရာကားမှလွတ်လွတ်နဲ့အန်တီရမပေးနေပါဘူးတင်ပါဗျာတပည့်တော်လည်းတစ်ခုလောက်ပေးလိုက်ပါရစေဒါကတပည့်တော်ခံမှန်ဆွဲထားတဲ့မြေဖို့အကျမ်းပါဗျာတော်နေတဲ့ကိုတည့်တည့်သွားဂျူးစားတဲ့တိပ်ပေကြီးတပင်ကိုကြော်သွားရင်အကြခင်မှာကိုတို့ခုကိုတွေးပါလိမ့်မယ်အဲ့ဒီနေရာကသူတို့တွေပေါ်လာတဲ့နေရာပါပဲ။ မိုးဆိုးတော်တော်များများပြောကြတာကတော့အဲ့ဒီနားလေးကိုအခြေချလိုက်တာနဲ့အစွမ်းမျိုးမျိုးပြပြီးတော့လိမ့်လံချောက်လန့်နှစ်ထုတ်တာတဲ့ဘသူကိုမှအဲ့နေရာမှာကြာကြာမေးစီချေဘူးထင်ပါတယ်ဒါဒါကဒီနေရာပဲဖြစ်ရမယ်တခုသေးချာပြောနေတာကဒီနေရာမှာအောက်လန်းပညာဉာဏ်ွေတဲ့တွေဖုံးလွှမ်းနေတာပဲဘိုးဆိုးတွေကိုချောက်လန့်နေတဲ့စီတွေဒီမှာပဲဖြစ်လိမ့်မယ်ဟုတ်တယ်ဗျာ သူတို့ပြောသူတို့တကယ်ကြီးဖြစ်နေတာပဲ။ဦးဇင်းတို့တပါအဖြေရှာနေကြတော့မှာပုံစိုးတွေပြောခဲ့တဲ့မီလိုဒီစေကြီးတွေဖက်ပေါ်လာခဲ့ပါလေ။မီလိုဒီစေဝိညာဉ်တွေ ရောက်လာပြီးဦးဇင်းနဲ့အနောက်မှာနေတော့ဆရာတော်ကြီးကလည်းတမန်ရဟန်းမဟုတ်ပဲအင်းတက်မော်တဲမထွန်တက်တွေကို ပိုင်ဆိုင်ထားတဲ့သူပါ။ဒါကြောင့်ဒီမီလိုဒီစီလောက်ကတော့စာဖွဲမှာမဟုတ်ပါဘူး။ ထွက်သွားကြစားဒါမေတို့နေရာမဟုတ်ဘူးဆရာတော်သူတို့လွယ်လွယ်နဲ့တော့ထွက်သွားမယ့်ပုံစံမဟုတ်ဘူးတည်ရဲ့ဦးစင်းငယ်ရေဘောကကြောက်ကဲတချို့ကောက်ပေးစားဟုတ်ကဲ့ဖေဟာနမောမုန်တရားဝိညာဏဝိတုတိတိဓမ္မတရားရဲ့တကူတော်အားဖြင့်ဝိညာဉ်အလိုကိုတဲဆိုင်ရန်ဘုဘွားအားပြန်လဲရောက်ရှိကိုကြစီ ရညုံအခါတာရှိလေအရာတွေကိုလို့ဦးစင်းကိုယ်တိုင်ထုတ်ဖြက်ပေးပါမယ်ဆရာတော်ပြောလို့ပြီးတဲ့အခါမှာဦးစင်းလက်ထက်ကကြောက်ခဲလေးတွေစတဲ့အယောက်တောက်လာခဲ့ပါပြီအဲဒီနောက်ကြောက်ခဲလေးတွေအစဲဝင်လာခဲ့ပြီးဘီလို့တစ်စီတွေနောက်ကိုထွက်သွားခဲ့ကြပြီဗျဆရာတို့ရဲ့ကြောက်ခဲတွေနဲ့အပတ်ခံလဲရတဲ့ကမီလို့တစ်စီတွေလေချက်ချင်းပဲပြောက်ပဲသွားခဲ့ကြတာပေါ့တိုင်မေဆရာရဲ့အာယုထမ်းမှာတော့မကောက်တဲ့ငွေတက်တွေဟာ ပြောက်ွယ်သွားရမယ့်အစားထိုနေရာ၌ဆက်ရှိနေကြတာပေါ့အရာကြောင်ပက်သနက်ရဲ့ဒီကမေးကို ရှားဖို့လိုအပ်ပြီးဆိုတာဦးစည်းတို့တပါလေတိလိုက်ကြပါလေထူးခြားလိုက်တာဒီမီးတို့တစ်စီပြီးပြောက်ွယ်သွားမယ့်အစားတခုခုဆက်ရှိနေသေးတယ်ဆိုတာခံစားမိနေတယ်ပြီးတော့ငါရဲ့မနောတိတ်တိအရာဂွေထဲမှာကြီးမားတဲ့စွာတခုရှိတဲ့ကြောင်ညှော်ပြနေတာတပည့်တော်လည်းအဲ့လိုပါပဲအေဂန္ဒာအကူထဲမှာတခုခုရှိသေးပုံရပါလေ ။တပည့်တော်တို့ဦးလေးဝေကြည်မရတော့မယ်။အစကားထွက်လာတဲ့မီလိုဒီဇေဘေးကလည်းဒူလီကိုချွတ်လက်ဖို့ဆိုရတဲ့နောက်ွယ်ကတခြားတက်ကလူလေးရှိနေနိုင်တယ်။ဒါဆိုလေကူတဲ့ကိုဝင်ကြည့်ကြတာပေါ့။အထက်မှာပါရှိတဲ့တီးရအောင်ပြီးတော့မှခြေနေရလွတ်တက်တာလွတ်ကြမယ်။အဲ့ဒီနောက်တော့ဆရာတော်ကြီးနဲ့ဦးစေတို့ဟာကူတဲ့ကိုဝင်ကြည့်ဖို့ဆိုးဖြဲလိုက်ကြပါပြီ။ကူတဲ့ကိုအယောက်မှာတော့သူတို့မထင်မဲ့ထားတာတွေကိုသိမိလဲရပါတယ်။ အဲ့ဒါကတော့တက်တန်းကြာမိနေပြီလို့ထင်ရတဲ့ရှေးဟောင်းရုတ်ထုကြီးတွေပါဆရာတော်ဖေဟာဒီရုတ်ထုတွေကဘာလို့ဒီကူနဲ့ကြီးတဲ့မှာလာတဲ့ထားတာလည်းမသိဘူးအေးဟုတ်တယ်ဒီကူကြီးနဲ့ဒီရုတ်ထုတွေကတကယ်ကိုထူးဆန်းလာကြီးလားဆရာတော်ဒီကူရဲ့အသွင်ပြေကိုကြည့်လိုက်ရင်တော့တမန်ကူတစ်ခုတော့မိုးလောက်ဘူးထင်တယ်ဖေဟာမဟုတ်ဘူး ဒီကူထဲမှာကြီးမားတဲ့အစွမ်းတစ်ခုရှိနေတယ်။ကြည့်ရတာတော့ဇောက်ထိုးကျနေတဲ့ကြောက်တန်ကြီးအလဲမှာလေကင်းရှိတဲ့ပုံပဲ။လေကင်းဟုတ်လားဗျာ။အဲ့ဒါဆိုရင်ဒီတစည်းတွေတောက်ကြနေတဲ့အချက်ကဒီမှာလေကင်းရှိလို့ကိုသူတို့ကလေကင်းကိုဆောက်ရှောက်နေရလို့ဒီကူလာသည်မလူတဲ့ကိုလက်ချောက်လက်နေတာဖြစ်နေတယ်ဗျာ။သူတို့ကဒီနေရာကိုဆောက်ရှောက်နေတာမဟုတ်ဘူးကွ။ဒီတစည်းတွေဝိညာဉ်တွေကလေကင်းရဲ့တကူဆွမ်းရီကိုလိုချင်နေကြတာ။ ဒါကြောင့်ပဲလာစညလူတွေကိုလက်ချက်လက်နေတယ်လို့ဖို့ဖို့ယူဆတယ်။တကယ်လို့သာအဲ့ဒီဝိညာဉ်တွေကလေကဲကိုပိုင်ဆိုင်သွားရင်ဘလို့ဖြစ်သွားမလဲ။ဘာပဲဖြစ်လာနိုင်လဲဆရာတော်။လေကဲရဲ့ဆွာအီကလက်ဝဲပိုင်ဆိုင်တဲ့သူကိုအင်ပတန်များပြားတဲ့ဆွာအားတွေရရှိစေလိမ့်မယ်။ဒါကြောင့်အဲ့ဒီလူကအကောက်ဆိုးပေါ်မူတည်ပြီးတော့သောရတဲ့ကိစ္စဖြစ်လာနိုင်တယ်။ပြောကောင်းမဆိုကောင်းအောင်လန်းဆရာလူလက်ထဲသာရောက်သွားရင်တော့ ပရရောကနဲ့တက်ရှိကပါကြီးကမကမဖြစ်သွားလိမ့်မယ်။ဒါဆိုလိကင်ကအစွမ်းကြီးသလောက်တော်တော်အန္တရာယ်များတာပဲ။ဒါဆိုတပည့်တော်တို့ဘယ်လိုဆက်လို့ကြမလဲဖေ။ဘယ်လိုဆက်လို့ကြမလဲဆိုတော့ငါတို့ဒီကိစ္စကိုရက်တက်ရမယ်။တကယ်လို့အောက်လန်းဆရာတွေမိစားတွေလက်ထဲသာရောက်သွားရင်တော့အစကငါပြောသလိုပဲ။ဒုဘယ်ဝန်ကြီးကြီးတခုလိုထိခိုက်ကိုကြာနေမယ်။ဒါကြောင့်သူတို့ကလက်အုပ်မှုကြည့်ပြီးတော့ လေကိန်းကိုအပြေထွက်လာအောင်ပူဇော်ပေးပေးမှရတော့မယ်။ကဲလိုအပ်တဲ့ဆေးဖြောက်တွေနဲ့တိတ်တိတ်တောက်အတိတ်ပေးထား။ဒီအစီကတမန်စီတွေနဲ့မတူဘူး။အစီကိုစတင်လိုက်တဲ့သူက လောဘ၊မောဟတွေကိန်းစင်ပြီးတော့ဖြူစင်တန့်ရှင်မှရမယ်။ဒါမှသာအစွားကြီးတလို့အန်တယ်များတဲ့လေကိန်းကအပြေထွက်လာမှပြီးတော့တခုခုမှားတာနဲ့အစီရဲ့ဓာတ်ပြန်ဆိုးကျိုးတွေဘူးလေ။ကဲစထားရအောင်မယ်။ကဲကဲစလိုက်တော့မယ်နော်။ နမောဗုဒ္ဓမဟာဒေဝဝိတာကဒေဝဗုဒ္ဓပိတာမာတာတပေါ်တရားကိုဆောက်ရှောက်နေတဲ့နာမည်အပေါလိုအားပေးပေးလိုက်ရပါတယ်။နေမင်းကြီးတို့ရဲ့တကုံနဲ့တပေါ်တဲ့တတုအားလာဖွင့်ပေးကလေးကြိတ်အားခက်ပေါ်လာစေတည်း ဒါကဆရာတော်ပြောတဲ့လေကိန်းဆိုတဲ့အရာလားဖေ။အေးဟုတ်တယ်။ဒါကလေကိန်းပဲ။သူကဒီကိုထဲမှာနှိမ့်ပေါရချီပို့ကုန်နေတဲ့တဘောဆွမ်းအားလို့လေပြောလို့ရတယ်။ပြီးတော့ဒီလေကိန်းမြတ်ောက်ွယ်သွားခင်ရေစိုးအမြန်ဖြည့်ယူမှရမယ်ဦးစင်းငယ်။တဘောတက်ဆွမ်းအားဖြစ်တဲ့လေကိန်းအားဆောက်ရှောက်ပြနေတော့တကိုးရှင်နာမည်အပေါ့လို့ရေပဒံကြီးများတဲ့ထိုးဆွမ်းရီကိုအပြည့်ကိစတော့တပဲ့တော့အားချီးမြှင့်ပေးတော်မူပါ။ အဟုတ်တို့တွေကိုပဲထည့်ပြီးကောင်းမွန်တဲ့ယာရီကိုပဲပြုမှုချေအကျိုးငါလောကကျိုးတည်ဖို့ကိုအတွက်လေကိအားပေးသနာတော်မူပါလောထဲတော်လည်းလို့ထွက်ပေါ်လာတဲ့လေကမ်းရဲ့စွမ်းအင်တွေကိုအီးချက်လေးနဲ့တိတ်ဆက်ထားလိုက်ပါသည်သူတို့လက်ထဲလေကမ်းရောက်လာတဲ့အချိန်မှာရုပ်ထုတွေဟာအသိဝင်လှူရှားလာခဲ့ပါသည် ရှာတော့ရှာတော့ဒီရုပ်ထုတွေကလှုပ်လှုပ်ရှားလာပြီဒါဆိုသူတို့ကလက်ကမ်းကိုလိုချင်လို့ထွက်လာကြတာပဲကဲဒါဆိုငါတို့ဒီရုပ်ထုကောင်းရင်းနဲ့ရေဆိုင်ရတော့မယ်ဘာပဲဖြစ်လာဖြစ်လာလက်ကမ်းကိုတော့ဘလို့စီရောက်သွားလို့မဖြစ်ဘူးမင်းနားလေတယ်မလားဒါလည်းပါတယ်ဆရာတော့လိုအရင်တပည့်တော်အသက်ပါပေးဆဲပါမယ်ပကောက်တဲ့သူတွေလက်ထဲကိုတော့လက်ကမ်းရောက်သွားလို့မဖြစ်ဘူးမေးတော့ကများ ငါရဲ့လက်ကဲကိုလာလူချင်ကြတယ်ဟုတ်လားဟမ်တောင်းစိန်တော့မင်းတို့ကအသက်ကြီးလေးပြန်ထွက်သွားခင်မပေးနေတော့ဘူးဘီရနဲ့ဆရာတော်ဟာအကိုင်းရတစ်ခုကိုချက်ချီးဖန်တီးလိုက်ပြီးတော့တပက်ကရောက်လာမဲ့မော်ဆက်ပြေကိုကြိုတည်ပြီးတော့ကာကွယ်ထားလိုက်ပါတယ်ဇာယုထူရီကြီးကလည်းအကိုင်းရကိုဖျက်ဆီးနိုင်မဲ့အဖြစ်ဆွမ်းအပြင်နဲ့တူမီလိုဒီစီတွေကိုစစ်ခေါ်နေခဲ့ပါတယ်ပါလီပင်းလာလေဆရာတော့ မီလိုဒစီတွေပါလာခဲ့ပြီးတကယ်တော့ဒီရုပ်ထုတွေကအခေါ်တက်တဲ့ပဲမော်ပညာနဲ့ထိချုပ်ပြီးတော့ခိုင်းစိတ်ထားကြတာသူတို့ကိုကြိုးကင်နေတဲ့သူကတနေရာကနေလှမ်းပြီးတော့ထိချုပ်ထားတာမီလိုဒစီတွေလည်းအတူတူပဲလိုဝဲချက်ကိုတည်သွားလဲအပေါ်ပဲမဲရောဘာမှမလုပ်နိုင်ပါဘူးမဲရောဆက်ပြီးခူကန်နေလေအချစ်ထိုးရပဲကြာမယ်ဦးစင်းလေပိဋိဒါကိုကြိုက်တာနော်ဘာလို့နားဖို့ရောက်လာတယ်မှန်တယ်များ ဲ့ဒီတားနဲ့ရှင်းပြလို့ရတယ်။ငါဦးစင်းကတော့ဒီရုတ်ထုတ်ကြီးတို့ကိုတာဝန်ယူလိုက်မယ်။ဟုတ်ကဲ့ဆရာတော်။ရုတ်ထုတ်တွေစီကနေပြလက်တဲ့မီလိုတွေကဦးစင်းတို့ဆရာတစ်ပည့်နီးကိုရောက်လာခဲ့ကြပါပြီ။လာစမြမီလိုတွေကိုတိတ်ထိတ်တာနဲ့အကိုလိုကိုရှင်းပြနိုင်လိုက်တယ်ဗျာ။အဲ့ဒီချိန်မှာမီလို့တွေကညှိသွားရမယ်အစားတပံပြန်လည်ပြီးတော့လောက်ကျွမ်းလာခဲ့ပါပြီ။ဆရာတော်တပည့်တော်တို့မီတောက်တွေနဲ့ဝိုက်တာခံနေရပြီ။ဘယ်လိုဆက်လို့ရမလဲ။ ဒီမိတောက်တွေကတာမန်မိတောက်မဟုတ်ဘူး။ဝိညာဉ်တွေကိုမိတောက်တွေဖြစ်ပြောင်းလဲထားတဲ့ဝိညာဉ်မိတောက်ပဲ။အဲတော့ဒီမိတောက်တွေကိုလွယ်လွယ်နဲ့ညည်းသက်လို့မရနိုင်ဘူး။တပည့်ကြီးနဲ့ပူပူလာပြီးဆရာတော်ဒီမိတောက်တွေကအကာအကွယ်တွေကိုတော့ဖောက်ပြီးတော့ဝင်လာနေတယ်လို့ခံစားရတယ်။ဦးစင်းငယ်ငါ့ဦးစင်းတင်မိထားတဲ့စိတ်ကိုလေ့ကျင့်တဲ့ခါတာကိုမှတ်မိသေးလား။ငါတို့စိတ်ကိုစူးစိပြီးတော့ဒီမိတောက်တွေကိုတူတူညည်းသက်ရမယ်။မင်းနားလေလား။ မေရိုရဲ့မော်ဆာတွေစားတဲ့တပါဆိုလေအားကိုထိုးတိတ်ကြစားမှာငါတို့ဘက်ကလေအတိတ်တန်သိတိတကိုကဘလောက်စွမ်းလဲဆိုတာမေရိုမြအောင်ပြပေးမယ်လေကောင်းပြီလေမေရိုရဲ့ပညာကပဲစွမ်းတဲ့တလားငါရဲ့မော်ဆာကပဲအနက်ရောက်မလားဆိုတာကြည်ရသေးတာပေါ့ဟာ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 ဆရာတော်တမဲတို့ဒီလိုပဲခုခံနေတော့မှာလားသူတို့ကိုပြမတက်နေရတော့နောက်ဆုံးမှခြေကိုလက်ပန်းကြပြီးအရှုံးနေသွားနိုင်တယ် တပည့်တော်တို့လည်းတိုက်ခွက်တွေထိုးသွင်းနေမှာဖြစ်မယ်နော်။တိုက်ဟုတ်ကြီးဟာပြောရေးဆိုရင်လည်းသူ့ရဲ့မော်စွာအဖြစ်ဆရာတော်အားထပ်မံတိုက်ခိုက်လာပြန်ပါတယ်။ဆရာတော်ကလည်းသူ့ရဲ့ပိဋိတကုံနဲ့ပြန်လည်ခုခံခဲ့ပါတယ်။ကဲဒါစိန်တော့ဘာလို့အလက်ကိုရောက်ပြီးမေရိုနေနေဘလို့ခုခံမလဲဆိုတာ ကြည်ရသေးတာပေါ့။ကဲလာပြီနော်။အိုးကြီးမဲလာတဲ့မဟာလက်ကရဲ့တကူတော်တွေအား တပည့်တော်တို့အမှန်တကယ်လိုအပ်နေတဲ့အခြေဖြစ်တာမို့အတီတို့ထွက်လာခဲ့ပါရဲ့ယူဒီကျုံးကစွာနေပေးဆောင်လဲရပါတယ်အဲ့ဒီချိန်မှာအင်ပဒန်စားတဲ့တဲ့လေတိုင်းရဲ့အဆောင်ကြီးဖက်ပေါ်လာတာနဲ့သာယုတ်ထူကြီးတိုးကောင်စလို့လေနက်စီသမိတ်တွေပြေစီပြောက်ွယ်သွားခဲ့ပါတယ် မဟာလိကရဲ့အစွမ်းတကုတ်တွေကတော့အမခမ်းပါပဲလားတိသားတော်ထက်တော့မှအများကြီးလိုကြသွားနေတာအဝစီပါပဲဒိုးကဒီလောက်အစွမ်းကြီးနေလို့ပဲမကောက်တဲ့အောင်လန်းဆရာတွေလိုချင်နေကြတာပေါ့ကွာငါတို့ကောက်ကွက်နေလိုက်တာကန်ကောက်သွားတယ်ဆရာတို့ရဲ့စကားသိုးကင်ပါပဲပျက်စီးသွားတဲ့ရုပ်ထုတွေဟာလည်လည်ပြီးတော့ထွက်ပေါ်လာခဲ့ပါပြီဆရာတော်ဆရာတော်မကောက်တော့ဘူးစောရံကပျက်စီးသွားတဲ့ရုပ်ထုကြီးတွေ ြန်လည်ပေါင်းစည်းနေကြပြီဟုတ်တယ်ဘလို့ဖြစ်နေမှာလဲဒီကိုကြီးမားတဲ့လေကဲရဲ့အစွမ်းနဲ့တောင်သူတို့ကိုမဖြစ်စည်းနေတော့တာလားအရှင်းမရှိတဲ့ဘုံကြီးတို့ငွားရဲ့လေကဲကိုမေတို့ယူနိုင်မဲထဲလို့လားအခုတော့လက်ကြိုက်ကမေတို့လက်ထဲမှာဆိုတော့မေတို့အားလုံးအစစ်စစ်ဘုံမှာဖြစ်အောင်ငါလုပ်ပြမယ်ဒါဒါကဘာကြီးလဲကီလိုကြီးတဲ့ရုပ်ထုကြီးကို တပတ်တော်ရေဆိုင်တောက်ခံနိုင်ပါမလားဆရာတော်ဒါကစောနာကလေကိန်းဆွမ်းအကိုတိုးဆက်လေလို့ဖြစ်လာတဲ့အကျိုးဆက်ပဲ။လေကရဲ့အဆွမ်းကအွန်လိုင်းပညာကိုဖြည့်ဆည်းနိုင်ပေမဲ့စွမ်းရည်တချို့ကသူတို့ဝိညာဉ်တွေကိုစူးစီးသွားစေခဲ့တာ။ဒါကြောင့်ဒီလိုအေယာမတ်အတူရာကြီးဖြစ်လာခဲ့တာပဲ။အကိုလူကိုတက်ပြင်းနေမေတို့အသက်မရှင်စေရဘူး။ကဲဦးစင်ကြီးစစ်ကိုတည်ကြည်အောင်ထားပြီးတော့အာယုတူထား ဒီကောင်ကြီးကိုရှေ့ပြဖို့အတွက်ငါတို့အဖြေတူတူရှာကြတာပေါ့ခုပြီလားဦးဇေရုဆရာတပည့်နှစ်ယောက်ဘာသာတပုတ်ကိုတူတူရုပ်ဆိုလိုက်တဲ့အခါမှာတော့တောက်ဘလူကြီးရဲ့ရှေ့မှာအကာယံကြီးတကူဖဲပေါ်လာခဲ့ပါ ರೀ အဲ့ဒါကိုနောက်တဲ့ဒီမျိုးနေနဲ့အချို့အေးလို့ခေါ်ပြီးအခုလိုမကောက်ဆွားတွေကိုတားဆီးနိုင်ဖို့အတိုးပြုကြပါ ರೀ ဆရာတော့အချို့မိသွားပြီဆိုပေမဲ့အဲ့ကောင်ကအသေးတန်ရိုးကာနေတယ်သူဒီလိုဆက်လို့နေရင် ဒါပေမဲ့တို့ရဲ့ချိုးတော်အင်ကွဲကကြာကြာခံနိုင်ပါမလားကိစ္စမဖြစ်ဘူးဒါကအခြေဆွဲထားရင်တက်တဲ့ပဲအခုငါတို့လို့ရမှာဆိုလို့သူပြေကိုမထွက်နိုင်ခင်မှာသူ့ကိုအပြီးတန်ခက်စီတီးရမယ်စွန်နာကလို့ပြာရှင်းတောက်ခွဲပေးလဲလို့မဖြစ်ဘူးမဟုတ်ရင်တော့ဂျာရုတ်တွေနဲ့ပေါ့စီဖိလာခဲ့တဲ့ဘလူးကြီးကသူ့ရဲ့တေဘိုဖြစ်အထဲကနေတောက်ချနေကြပါရီဆာရော်တို့ကလည်းလေကိုက်ရဲ့တကူကိုတိုးချပြီးတော့ဒီဘလူးကြီးကိုအေးပြန်ဖို့တော့မှာဖြစ်ပါလေ ဘရိုဂျီလေအထက်ကနေဆင်းမတဲ့ထူးရိုက်နေခဲ့ပြီမယ်လေကိုက်ရဲ့တကိုးနဲ့တွေ့တော့ချက်ချင်းနေတဲ့သွားခဲ့တယ်ဗျာဆရာတော့တပည့်တော်တို့သူ့ကိုရက်တက်နေခဲ့ပြီပဲစောနာကလိုတစစီဖြည့်ဆည်းလိုက်ရင်ဒီကောက်ကြီးကပြန်ရှင်လာဦးမှာအခုလိုအတွေးစီဝင်းကြီးကိုဖက်လိုက်တာကမှပို့ပြီးတော့စိတ်ချရမယ်လေကိုက်စီကရတဲ့စွမ်းရည်တချို့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကဘလို့မှဖြည့်ဆည်းလို့ရတော့မှာမဟုတ်ဘူးပြီးတော့ဒီဘလူးကြီးနောက်တစ်ခါမလို့ထလာနေအောင် အင်းချပြီးတော့ချစ်ပီထားမှရလိမ့်မယ်။ဒါဆိုအခြေကြလာတာနဲ့မြ၊ကြံနေတဲ့အမောက်ဆွမ်းအားတွေလည်းတဖြည်းဖြည်းမေ့မေ့သွားလိမ့်မယ်။လေကြက်ရဲ့တကူတော်ဖြစ်ဒီအတူရဘလူကြီးအားဘရောမှမလို့ထလာစီကိုဒါစီထိချုပ်ပြီးတော့မူပါ။ဦးစင်းငယ်လေအခုလောက်ဆိုရင်ဒီလေကရဲ့အစွမ်းတွေကိုခံမှန်းတွဲဆလောက်ရောပေါ့သူကတော့တေချာသေးသေးထားမှရလိမ့်မယ်သူက ဒါသာနှစ်ဖက်ပါတဲ့ဓာတ်လိုပဲဖန်တီးဖို့ရောဖြည့်ဆည်းဖို့ရောသိုးနိုင်တယ်။သူကိုလူဆိုးတွေလက်တံမြောက်တော့အောင်ထိသေးဖို့ကအားတို့တောင်းရင်ဖြစ်သွားပြီ။ဘာရီပဲဖြီလာဖြီလာအားတို့ဒီလက်ကဲကိုဆက်လက်ပြီးတော့ကာကွယ်ရနိုင်မယ်။ဟုတ်ကဲ့ပါဆရာတော်။ဒီစကားကိုတိဖဲလို့မမေ့ရောအမြဲမှတ်ထားပါမယ်ခင်ဗျာ။